ရိတ်သက်ကြီးအခုမြန်မာနိုင်ငံမှာနေမကပဲပေါ့နော်ထိုင်းနိုင်ငံနောက်အိန္ဒိယအရှိမြောက်ပိုင်းတွေမှာလည်းမိုးရေအရင်ကြီးနေတယ်ဆိုတော့အိန္ဒိယအရှိမြောက်ပိုင်းမှာမြေပြိုမှုနဲ့အတူရေကြီးမှုကြောင့်မလို့နှစ်ရက်အတွင်းမှာလူပေါင်း32ယောက်လောက်ပေါ့နော်အသက်အန္တရာယ်မြင်ဆိုင်ခဲ့ရပါတယ်အသက်ဆုံးရှုံးခဲ့ရပါတယ် SM အာရူနာချေမီဇိုရန်မန်နီပူမီဂလာယာမှာ ထိခိုက်မှုတွေရှိပြီးတော့ SM မှာဒေသ12ခုကလူ6000လောက် ထိခိုက်ခဲ့တယ်လို့သိရပါတယ်အခုဗီဒီယိုမှာလည်းမြင်ပါပေါ့နော်ဆိုတော့တကဘာလုံးပို့ပြီးတော့ဒုက္ခတွေများလာကြတယ်2025ဆိုလို့ရှိရင်ပြောလို့ရတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုကကဘာကြီးကလည်းပုံရွေးလာတယ်နောက်ပြီးသွားလို့ရှိရင်တဘာမပင်ရနေရလည်းဒီထက်ပိုဆိုးဖို့ပဲရှိတယ်နောက်စစ်ဖြစ်တာရောပေါ့နော်ဆိုတော့ဘယ်နေရာမှာမဆိုးအစအစအရင်ကနေရာထိုင်တာ ယူဆိုင်ဖို့မှာကျင်ပါတယ်။ကိုကကိုယ့်နေရာမှာမဖြစ်သေးဘူးဆိုပေမဲ့ကိုယ့်နေရာမှာလည်းဘယ်လိုမျိုးတဘာဝဘေးအန္တရာယ်ကြီးရောက်လာအောင်မလဲကိုယ်ရမသိနိုင်ဘူးပေါ့နော်။နောက်တဘာဝဘေးအန္တရာယ်ဆိုတာကမုံတိုင်းအခြေအနေအားကြိုတင်ခံမှန်းလို့ရအောင်ရမယ်ဆိုပေမဲ့ငလင်ဆိုလို့ရှိရင်ကျမတို့ ချိုတင်ခမန်းလို့ရတဲ့အရာတွေမှာပါတယ်သိရမယ်ဆိုလို့ရှင်လည်း၂ရက်လောက်အတွင်းမှာမှာပေါ့နော်ဒီငလင်အကြောင်းကချက်ချင်းသိရမယ်တဘောမျိုးတွေဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုကဒီတဘာဝဘေးရန်နေရောက်တားဆီးလို့မရတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုမျိုးတဘာဝဘေးရန်နေ ဖြစ်တယ်ဆိုလို့ရှင်ဘယ်လိုမျိုးကာကွယ်ရမလဲနောက်ဘယ်လိုမျိုးနေရမလဲပေါ့တဘာဝဘေးရန်နေ ဖြစ်တဲ့နေရာရောက်နေရဲ့ဆိုလို့ရှင် ကိုကိုဘယ်လိုမျိုးအသက်ကို ီပေါ့နော်လုံခြုံအောင်နေရမယ်ဆိုတာကိုဒီအသက်ကယ်ဆယ်ပြီးနေပုံထိုင်ပုံတွေကိုအများအားတည်ထားဖို့လိုပါမယ်ငလင်ဆိုလို့ရှိရင်ငလင်အလျောက်ရေးကြီးမှုဆိုလည်းရေးကြီးမှုအလျောက်ပေါ့နော်နောက်အပြင်နေပါရီထွက်တယ်ဆိုလို့ရှိရင်လည်းသွားလာလာပြီးဆိုင်ပါအခုကသဘာဝဘေးအန္တရာယ်တွေမကဘူးပေါ့နော်တခြားအန္တရာယ်ပေါင်းများစွာလည်းကိုယ်နဲ့အနီးလက်တကမ်းမှာအများအားရှိနေတယ်လို့ပြောလို့ရပါတယ်ဒါကတော့ဟိုးအရင်ခေတ်တုန်းကဆိုလို့ရှိရင်တော့ဒီလိုမျိုးဘာတွေကတိတ်ပူပင်စရာမလိုဆိုပေမဲ့အခုခေတ်မှာတော့ပေါ့နော် အဲကတ်ဆိုင်ရဲ့ခေလို့လည်းပြောလို့ရတယ်ဆိုတော့ဒီထက်ပိုပြီးတော့လည်းနောက်နှစ်တည်းနောက်နှစ်တည်းမှာဒီထက်ပိုတဲ့တဘာဝဘေးအန္တရာယ်လေအများကြီးဖြစ်လာဖို့ရှိရဲ့ခုနပြောလိုမျိုးကဘာကြီးပုံနွေးလာမှုကြောင့်တော့နောက်ပြီးသွားလို့ရှိရင်ရေခဲမြစ်တွေကလည်းပျော်နေပြီးအခုဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံကပေါ့နော်ဒီမြန်မာနိုင်ငံအထက်ပိုင်းကဒေသတွေမှာဆိုလို့ရှိရင်လည်းမိခမနိခပေါ့နော်ပေါင်းစုံတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်းအရန်ကို ရည်ကြီးမှုတွေဖြစ်နေပြီဒါကိုလည်းကျွန်မတင်တဲ့ပုံအနေနဲ့တင်ပြပါမယ်ဆိုတော့ဒီတင်လေးကတော့အခုပြထားတဲ့ဗီဒီယိုတွေကတော့အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာမြေပြိုမှုနဲ့ရည်ကြီးမှုဖြစ်နေတဲ့ဗီဒီယိုတွေဖြစ်ပါတယ်အားလုံးပဲအစအစအရာဒေယူဆိုင်ကြဖို့မှာကျွန်မတဲ့ဘေကင်းလုံးဂျုံနဲ့အရက်မှာကိုမီတာဆိုနဲ့ဘေကင်းလုံးဂျုံစွာနဲ့ရှိနေဖို့ဆန္ဒပြုပါတယ်နောက်ကိုဗစ်တွေကလည်းဖြစ်နေပြီး ူတွေတော်တော်များများလည်းကူးနေပြီဆိုတော့ကိုဗစ်အနေရေကိုလည်းတတိထားပါလို့ပါချင်ပါတယ်ရှင်အားလုံးပဲနေကောင်းကြပါပြီးခင်လုံးကြပါစေ